ပါဒီမွေးနေ့မှာတဆန်းဖန်ကိုအပင်းနာစီနေကြတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာမနက်ခင်ပါရှင်ပရိသတ်များအားလုံးအတွက်အမတ်တရားနေ့ဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပြောမှာဖြစ်ပါရှင် Happy birthday to you the chilling and no send me to yeah ဆန်းအပင်းသစဉ်ပရိသတ်များရှင်အမတ်တရားနေ့အစီအစဉ်ရဲ့မွေးနေ့ဆုတောင်းအစီအစဉ်ကနေပြီးတော့ဒီနေ့ပထမဦးဆုံးအနေနဲ့မွေးနေ့ဆုတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ နိုင်ထီလာမှနေတဲ့ကိုနေထူးတပည့်ဖြစ်ပါတယ်။ကိုနေထူးတေးရဲ့ဒီနေ့မှရောက်ရှိလာတဲ့မွေးနေ့အတွက်ကိုတော့လေဝေးကားစုနဲ့တီလင်းခိုင်ခိုင်ဝင်းလိုင်လိုင်ဝင်းနွယ်လင်းသူခင်နဲ့ခိုင်ဝဲလွာတို့ကပောင်းရင်စုတောင်းပေးလာပဲဖြစ်ပါတယ်ရှင်။ဒီနေ့မတရားနေစီစဉ်ရဲ့ဝင်းနေစုတောင်းစီစဉ်မှာထပ်မံမျိုးစုတောင်းပေးရမယ်ဝင်းနေရှင်ကတော့ လက်ဗုဒ္ဓခရိုင်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကဒူဦးစီးမှုမတ်မေစင်ကျော်ပဲဖြစ်ပါတယ်။ဒူဦးစီးမှုမတ်မေစင်ကျော်ရဲ့ဒီနေ့မှရောက်ရှိလာတဲ့အသက်30နှစ်ပြည့်ဝင်နေ့အတွက်ကိုတော့လက်ဗုဒ္ဓခရိုင်မိသက်စခန်းကသက်ဆိုင်သူကိုကောင်းထက်ဦးကပောင်ရီစုတောင်းပေးလာပဲဖြစ်ပါရှင်။ ဟုတ်ကဲ့ပါရှင်ဒီနေ့မှမွေးနေ့ရောက်ရှိလာတဲ့မမေစင်ကျော်အတွက်ကိုတက်ဆိုင်သူကိုကောင်းထောက်ဦးကမွေးနေ့စုတောင်းစကားလေးနဲ့အတူတူစကားလက်ဆောင်လေးပါထားပါတယ်စကားလက်ဆောင်လေးကတော့မွေးနေ့မှာစပြီးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းမခြင်းနဲ့ပြည့်စုံပါစေနေ့ရက်တိုင်းမှာပျော်ရွှင်ပါစေမိဘအပေါ်လည်းကျေးဇူးတည်တတ်တဲ့တမီးလိမ္မာလေးဖြစ်ပါစေဒီထက်လည်းပိုပြီးချစ်နိုင်ပါစေဆိုပြီးတော့မွေးနေ့စုတောင်းစကားလေးနဲ့အတူစကားလက်ဆောင်လေးပါထားပါပြီဖြစ်ပါရှင် စီအဖန်ပရိသတ်များရှင်မတရားနေစီစဉ်ရဲ့မွေးနေ့ဆုတောင်းစီစဉ်မှာဒီတစ်ခါမှဆုတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့မကွေးတိုင်းဒေသကြီးကတားလေဖုံတဲ့တော်ရဲ့မွေးနေ့အတွက်ပဲဖြစ်ပါတယ်။တားလေဖုံတဲ့တော်ရဲ့ဒီနေ့မှရောက်ရှိလာတဲ့နှစ်နှစ်နဲ့တလားပြည့်မွေးနေ့အတွက်ကိုတော့မကွေးတိုင်းဒေသကြီးမှနေတဲ့မက်ခင်မြင့်စွေကပောင်းရင်ဆုတောင်းပေးလာပဲဖြစ်ပါရှင်။ ဟုတ်ကဲ့ပါရှင်။ဝင်းနေစူတောင်းစကားလေးလည်းပြောပြထားပါသေးတယ်။ဝင်းနေစူတောင်းစကားလေးကတော့တတလေးဝင်းနေမှာပျော်ရွှင်ပါစေ။မိသားစုနဲ့လည်းပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေ။ဆိုပြီးတော့ဝင်းနေစူတောင်းစကားလေးပြောပြထားပါဖြစ်ပါရှင်။ဟုတ်ကဲ့ပါရှင်။ဆလပီယောဒီနေ့အမှတ်တရနေ့အစီအစဉ်ရဲ့မွေးနေ့ဆုတောင်းအစီအစဉ်မှာဆုတောင်းပေးရမယ့်မွေးနေ့ရှင်လေးက လဝဲမြို့မှာနေတဲ့တာလီသက်စော်ဦးပဲဖြစ်ပါတယ်။တာလီသက်စော်ဦးရဲ့ဒီနေ့မှရောက်ရှိလာတဲ့တနေ့နဲ့ကိုလာပြည့်မွေနေ့အတွက်ကိုတော့လဝဲမြို့မှာနေတဲ့စုနတီလင်ခန်ခိုင်ဝင်းလှိုင်လှိုင်ဝင်းနွယ်လင်းသူခဲနဲ့ခိုင်ဝင်းလာတို့ကပအဝင်စုတောင်းပေးလာပဲဖြစ်ပါရှင်။ကစံဖန်ပြည်သက်များရှင်ဒီနေ့အမတရားနေ့အစီအစဉ်ရဲ့ဝင်းနေဆူတောင်းအစီအစဉ်လေးမှာ ဒီတစ်ခါမှစူတောင်းပြရမယ့်မွေးနေ့ရှင်ကတော့လိုင်တရာမျိုးနေမှာနေတဲ့ကိုချန်လင်းအာကာရဲ့မွေးနေ့ပဲဖြစ်ပါတယ်။ကိုချန်လင်းအာကာရဲ့ဒီနေ့မှရောင်းရှိလာတဲ့ဆက်ရှင်နေပြေးမွေးနေ့အတွက်ကိုတော့တောင်းကလာပါမျိုးနေမှာနေတဲ့သက်ဆိုင်သူကပောင်းရင်စူတောင်းပေးလာပဲဖြစ်ပါရှင်။ ဟုတ်ကဲ့ပါရှင်။ဝင်းနေဆူတောင်းစကားလေးနဲ့ဟိတူစကားလက်ဆောင်လေးလည်းပါထားပါသေးတယ်။ဝင်းနေဆူတောင်းစကားလေးကတော့ဝင်းနေမှာဆလို့နှစ်ပေါင်းများစွာပျော်ရွှင်မှုတွေအများကြီးပိုင်ဆိုင်နိုင်ပါစေ။မိဘပေါ်တည်တတ်တဲ့တားကောင်းယတနာဖြစ်ပါစေ။ဆန္ဒနဲ့ဘဝတထထဲကြပြီးတော့ချေရသူနဲ့လည်းတက်ဆုံးတိုင်လက်တွဲနိုင်ပါစေလို့ဝင်းနေဆူတောင်းစကားလေးပြောပြထားပါပဲဖြစ်ပါရှင်။ တစင်းဖန်ရဲ့ပြည်သက်တွေအားလုံးကို မတ္တရားနေ့စီစဉ်ရဲ့ချက်ချင်းစီစဉ်ကားနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရှင်။ စီအန်ဖန်ပရိသတ်များရှင်မတရားနေစီစဉ်ရဲ့ချက်ချင်းစီစဉ်မှာပေါင်ရလာတဲ့သူကတော့တောင်ကြီးမှနေတဲ့ကိုမင်းခန့်သူပဲဖြစ်ပါတယ်။ကိုမင်းခန့်သူကတော့မတ်ထက်ဆန်နီကိုနဲ့ဒီနေ့မှရောက်ရှိလာတဲ့နှစ်နှစ်ပြည့်နှစ်ပတ်လည်နေ့အတွက်ကိုကိုရင်ပေါင်ရင်တောင်းဆိုလာပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒီနေ့မှချက်သူတက်တန်းနှစ်နှစ်ပြည့်နှစ်ပတ်လည်နေ့ကိုရောက်ရှိလာတဲ့အတွက်ကိုမင်းခန့်သူက စကားလက်ဆောင်လေးလည်းပါထားပါသေးတယ်စကားလက်ဆောင်လေးကတော့မောင်ရဲ့ချစ်ရသူလေးရင်အခုရောက်ရှိတဲ့နှစ်နှစ်ပြည့်နှစ်ပတ်လည်နေ့ကစလို့နှစ်ပေါင်းများစွာတန်ရောက်အချစ်တွေနဲ့အတူတူဒီတွဲလက်လေးကိုမဖြုတ်တန်းတွဲထားကြမယ်နော်ရန်လေးချစ်ပါတယ်အမြဲတမ်းလေးချစ်သွားပါမယ်ပျော်ရွှင်စရာနှစ်ပတ်လည်နေ့လေးဖြစ်ပါစေမောင်ကောင်မလေးရင်ဆိုပြီးတော့စကားလက်ဆောင်လေးပါထားပါပြီဖြစ်ပါရှင့် သစဉ်ပရိသတ်များရှင်မတရားနေစီစဉ်ကိုတော့ချွာတင်ဆက်ပေးခဲ့ရပဲဖြစ်ပါတယ်။ပရိသတ်ကြီးကမတရားနေစီစဉ်ကားနေပြီးတော့မွေးနေ့ရှင်တွေနဲ့အတူတူစစ်သူဆောင်တွေမင်္ဂလာစနေမောင်နေ့အားလုံးအတွက်ကိုစုမွန်စကားလေးတွေတောင်းပေးခြင်းနေဆိုရင်တော့သစဉ်ဖန်ရင်ဖုန်းနံပါတ်ဖြစ်တဲ့0933639 1639ကိုနေ့စဉ်နေ့လယ်တနင်္ဂနွေကနေ့နှစ်နာရီအတွင်းမှာမိမိတောင်းဆိုပေးခြင်းနဲ့နေရမတိုင်ခင်၃ရက်ချူတင်ပြီးတော့တောင်းဆိုပေးရမှာဖြစ်ပါတယ်။သစဉ်ဖန်ရင်ဖုန်းနံပါတ်ဖြစ်တဲ့0933639 1639နဲ့အတူတူသစဉ်ဖန်နောက်ထိမ့်မဲ့ YouTube channel မှာလည်းကမ္ဘာလေးနဲ့အတူပောင်းဝင်တောင်းဆိုနိုင်ပါတယ်ဆိုတာအသိပေးနေဒီနေ့မတရားနေ့အစီအစဉ်ကနေပရိသတ်တွေအားလုံးကိုနှုတ်ဆက်လိုက်ပါရှင်။